โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ကောင်တာနဲ့ပတ်သက်ပြီးတော့ကောင်တာ instruction ကိုဘယ်လိုပုံစံမျိုးရေးလို့ရလဲဆိုတာကိုရှင်းလင်းပြတော့မှာဖြစ်ပါလေအဲ့တော့ကောင်တာဆိုတာကတော့ဒီစံသာလေးပုံစံသာလေးနဲ့ထိတွေ့ပြီးတော့စံသာလေးပုံကြောက်လာတယ်เนาะအဲဒီ item တွေကိုရည်တွက်တဲ့ပုံစံမျိုး เนาะအသုံးပြုလို့ရတယ်เนาะအဲနောက်ထပ်လည်းကျွန်တော် PC ထဲမှာเนาะကောင်တာရဲ့အသုံးဝင်မှုတွေလည်းအများကြီးရှိတယ်ပေါ့เนาะဆိုတော့အဲဒီပါဒီကောင်တာတစ်ခု ရှိပါတယ်ကျွန်တော်ဒီမှာဒီ register မှာဆိုလို့ရှိရင်เนาะကောင်တာနှစ်မျိုးရှိတယ်ပေါ့เนาะကောင်တာ app နဲ့ကောင်တာထောင်းပေါ့เนาะဆိုပြီးတော့နှစ်ခုရှိတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ဒီမှာဒီနေ့မှာပြပြပြတော့ပါတယ် အဲ့တော့ကျွန်တော်ဒီမှာ counter app တွေပြတ်တက်ပြီးတော့စပြီးတော့ပြောမှာပေါ့နော်အဲ့ဆိုရင် input တစ်ခုပြည့်စုံပြလိုက်ပါမယ်အဲ့တော့ဒီ input ကဒီ counter ကိုနော် counter app တစ်ခု on mode တော့ပေါ့နော်အဲ့ဆိုရင်ကျွန်တော်က counter app ကိုခေါ်လိုက်မယ် အဲ့တော့ဒီတိုင်းမှာရေးသလိုပဲပေါ့နော်ကျွန်တော်ဒီမှာကောင်တာဆိုတာရှိတယ်ဟိုဒီမှာကောင်တာအက်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာကောင်တာအက်ကိုရေးချင်ဒီမှာစီးနော်အဲဒီခေတ်ကနေပြီးတော့ဆွဲပြီးတော့ထည့်လိုက်မယ်ဆိုရင်ဒါသူ့ရဲ့နော်ကောင်တာရဲ့နော်ဒီ address တခုရမှာပေါ့နော်ဒါကောင်တာအက်ဖြစ်ပါလေကဲအဲ့တော့ဟုတ်ပြီဒါဆိုရင်နော်ကျွန်တော်က ဒီ preset ဟာဘီနော်ဒါ preset တော့ preset ဆိုတာပါလဲဆိုတော့ကျွန်တော်ကောင်းဘလောက်လုပ်မှာလဲနော်ကောင်းဘလောက်လုပ်မှာလဲအဲ့တော့ဒီမှာဆိုတော့ဒီ accumulative value နော်ဒါကတော့အဲကျွန်တော်ဒီမှာကောင်းတက်သမြာပေါ့နော်တက်သမြာကိုဒီမှာလာပြတယ်ဘာလို့အဲ့တော့ကျွန်တော်က preset value နဲ့နော်တတ်မှတ်ထားပြီးတယ်ဆိုရင်နော်ကျွန်တော်ရဲ့ account ဒီဒီ preset value ကိုရောက်ပြီးဆိုရှင်အဲဒီမှာ dm ဆိုတဲ့နေရာမှာကျွန်တော်က output တစ်ပ ấy ông cũng gạt phải gọi vì nó sau đó là thì mua mua lịch sử bài đấy rồi thì ông bác pizza bé lưu bố nó five thôi được đi lại ờ hộp bị nó cho đa số yên cho mà đi dn nhà mà hộp bị thua ở dn đó bà lấy rồi đi có phải bị ở dn chứ đấy nó ở đó chúng ta dùng sao kiện toa lại mẹ thà lấy bố nó cho nó dn nó bị nó mà nó có toa thay luôn bây giờ hộp bị nó အဲ့တော့ကျွန်တော်ကမလုပ်ရမလဲဆိုရင် input တစ်ခုအရင်ပြန်ပေးရအောင်နော်အဲ့တော့ဒီမှာ input တစ်ခုပေးလိုက်မယ်ပေးပြီးသွားရင်နော်အော်ဒီ input ရဲ့လိပ်စာပါပါကျွန်တော်တို့ကနော်ဒီ c နော် comfc50 ကိုထည့်လိုက်မယ်ဒီကနေမှသူ့မှာကျွန်တော်တို့က /dn ဆိုပြီးတော့ထည့်လိုက်ဟုတ်ပြီနော်ဒါဆိုရင်ဒီ count ဒီကျွန်တော်တို့သတ်မှတ်တဲ့ preset value 5ဒီကိုရောက်သွားမယ်ဆိုရင်နော်အဲဒီမှာ energize ဖြစ်မယ် टिएन चाहिँ बिरो अपोज कुक गरेर र अर्को गएर चाहिँ यो अपोज कुक भए ठुलै भए र ढाली भन अपोले र डा प्रेसर बेस पार्ट दे रोगा काउ एक्ट को साबिरो डिले के रहो दी ता सही चो काउ रागु न ဒီ accumulated value ကျော်သွားရင်ဖြစ်ဖြစ်ဒါမှမဟုတ်ရှိရင်ကျွန်တော်က preset value ပြီးသွားရင်ကျွန်တော်ဒီ counter ကိုအစနေပြန်သွားကြတယ်ဆိုတော့ကျွန်တော်ကဒီ counter ကို reset ချဖို့လိုတယ် reset ချဖို့အတွက်ကျွန်တော်တို့ဘာလုပ်ဖို့လဲဆိုတော့ input အခုဖြတ်ပြီးပို့လို့ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့နော် address အဲဒီမှာဆိုလို့ရှိရင် slot number 1ရဲ့နော်1ဖြစ်ပါတယ်ဟိုဘောက slot number 1 0ပေါ့နော် okay Solo dar riset cepat eh, kalau jalan lima jile, mana? Ah, riset tahun sebelum lima jile, eh. Solo dalia jalan seru, no? Tahun apa riset lu jile, mana? โอเคအဲ့တော့အခုရပြီเนาะအဲ့တော့ကျွန်တော်ဒီကောင်ကကြတော့ဘာဖြစ်မလဲဆိုလို့ရှိရင်เนาะเนาะကျွန်တော်ဒီကောင်ကတ်မနော်ဒါကောင်ပြည့်သွားတဲ့အခါဖြစ်လာမယ်ဟုတ်ဘူးโอเคအဲ့တော့မှာ reset နဲ့ပတ်သက်တဲ့ဟာလေးပေါ့နော် reset ဆိုတာဘာဖြစ်လဲဆိုတော့ဒီ time counter ရဲ့ cap ပဲ RDS အာ reset ဖြစ်တာဆိုတော့သူ့ကိုကျွန်တော်တို့ call လိုက်မယ် copy သွားရင်သူ့ထဲမှာဘာလို့ပါခဲ့လဲဒီကောင်ကရဲ့ reset ဟုတ်ပြီနော်โอเค ကဲဒါဆိုရင်ကျွန်တော်တို့ဒီ count app လေးကိုတစ်ချက်ဒီမှာ simulation လုပ်ကြည့်တော့တော့ဒီမှာဆက်ပြီးတော့ရေးထားမယ်အဲဒီမှာတစ်ချက် online တဲ့ဒီမှာ community value က1တက်လာပြီနော်အဲဒီမှာ preset value နဲ့ community value 2သွားရင် okay ဒါဆိုကျွန်တော်ဒီမှာ count app output ဖတ်လာပြီနော် ဆိုတော့ကျွန်တော်ဆက်ပြီးတော့နှိပ်သွားမယ်ဆိုရင် marginality value ကဆက်ပြီးတက်နေတယ်။ဟုတ်ကဲ့ marginality value ကဆက်ပြီးတော့တက်နေတယ်။ဆိုတော့မှတက်နေတော့ဒီ value ဆက်တက်နေမယ်။ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကဒီ counter ကို reset ပြန်လုပ်ချက်ဟုတ်ကဲ့ဒါဆိုကျွန်တော်ဒီ cloud ကိုနှိပ်လိုက်မယ်။ Okay ဒါဆို marginality value လည်းပျောက်တယ် counter ဟာ reset ပြန်ဖြစ်သွားတယ်။ဟုတ်ကဲ့ဆိုတော့ဒါ counter ကိုကျွန်တော်တို့က add counter နဲ့ reset ပြန်လုပ်ဖြစ်ပါတယ်။ Okay ဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်တို့เนาะ down counter လေးဆက်ရေးကြည့် တော့တောင်းဆိုတာအတွက်ကျွန်တော် input တစ်ခုပေးပါမယ်ဒါကောင်တာလေဒီကောင်တာကိုဒီခုလက်အပ်ကလောက်ထားတဲ့ဒီကောင်တာကိုဒီမှာဒေါင်းပြန်လို့ address ကအတူတူရပါဘူးเนาะ address အတူတူဖြစ်ရမယ်ဆိုတော့သူစီမှာကျွန်တော်က preset ကိုကျွန်တော်ကဖိထားရရကျွန်တော် preset က5ပဲဘောเนาะအော်ဒီ counter ကကျွန်တော်က preset ကလည်း5ဆိုတော့ preset ကကျွန်တော်5ဖြစ်စီအောင်လို့တော့ auto 5ဖြစ်သွားပြီဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့တော့ down ပုံတာဘယ်လိုလုပ်လို့လဲ select လေးကဖြစ်ပါ ဖြစ်ဟောပြီးတော့ဒါဆိုဒီမှာကောင်းကကောင်းအပ်ဖြစ်စားအဲကျွန်တော်ဒီမှာ reset ချလို့ရတယ်ဒါပေမဲ့ကျွန်တော် reset မချဘူး down counter လုပ်ကြည့်ဟောပြီးတော့ဆိုတော့ down counter ပြန်လုပ်မယ် okay ဒါဆိုဒီ d counter ကိုသူက down counter ဒီ counter ရဲ့ tempo သူက decrease ပြန်လုပ်တာပြန် short သွားတာဟောပြီးတော့ဆိုတော့ဒါကျွန်တော် down counter ဖြစ်ပါလေ okay ဟောပြီးတော့ session wise သူက minus တိဖြစ်တာနော်ဆိုတော့ session wise သူက minus 1ဖြစ်တာဟောပြီးတော့အဲ့တော့ကျွန်တော်က app counter နဲ့ပြင်ပြီးတော့သူ့ကိုပြန်ပြီးတော့ minus ကိုပြန်ပြောင်းလုပ်ပြရအောင် အဲ့တော့အဲဒေါင်းဖောင်တာနဲ့အက်ကောင်တာဆိုတာကနော်ဒီအက်ဖောင်တာမှာဖြစ်နေတဲ့တန်ဖိုးကိုနော်ဒေါင်းဖောင်တာထုတ်ပြီးတော့ပြန်ပြီးတော့ဒီ fix ပြန်လုပ်ပြရတယ်ဆိုတာလေးကိုနော်ကျွန်တော်ဒီနေ့အဲရှင်းပြပေးခဲ့တာဖြစ်ပါတယ်ဆိုတော့အဲဒီနေ့ဒီသင်ခန်းစာမှာတော့တော့ကဒီကောင်တာကိုဘယ်လိုပုံစံမျိုးဒီ logic ကိုမှာအသုံးပြုလဲဘယ်လိုပုံစံမျိုးကျွန်တော် reset ချမယ်ဟုတ်ပြီတော့အဲဘာတွေလုပ်လို့ရလဲဆိုတော့ကောင်တာကိုကျွန်တော်ဘယ်လိုပုံစံအသုံးပြုလို့ရလဲဆိုတာကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာရှင်းပြပေးခဲ့တာဖြစ်ပါတယ်ဒီကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် 七八怎么样。